ပန်းပြိုးသူအောက်ပိုင်းရှင်ကြီးနော်လင်းငယ်ဘာကြောင့်ထားလာလဲလို့ဒီအဲ့ဒီမိဘကမေးတယ်နော်ငါထဲ့ပဲဖြေလိုက်မယ်အဲရောက်ကြပစ္စည်းနဲ့သူတို့ပစ္စည်းကွာလားဆိုတာသိချင်လို့ထားတာ What's up guys မင်္ဂလာပါဒီ video file ကတော့ဒီမိမသားတွေပြောပြတဲ့လင်းငယ်ထားတာဘာကြောင့်လဲဆိုတော့နော်အဖြေလေးကိုအော်ငါတို့နေပြီးတော့နှတ်ထုတ်ရအောင်ဆိုတော့ကိုနလီ ကိုယ်နလီနဲ့ပတ်သက်တဲ့စကလုံးတွေပါမယ်အချက်တက်တဲ့လူတွေနောက်တက်ခရှိတဲ့လူတွေမကြည့်ရပါနဲ့အချက်မရှိတဲ့ကောင်းတွေအတွက်ကြည့်ရအောင် okay let's go ပန်းမျိုးသူအောက်ပိုင်းရှင်ကြီးလင်းငယ်ဘာကြောင့်ထားလာလဲလို့ဒီအဲ့ဒီမိဘကမေးတယ်နော်ငါတဲ့ပဲဖြေလိုက်မယ်အဲရယောက်ျားပစ္စည်းနဲ့သူတို့ပစ္စည်းကွာလားဆိုတာသိချင်လို့ထားတာအဲရယောက်ျားပစ္စည်း grupos e qual a sua pichurada. အဲ့ဒါရှင်းတဲ့အဖြေမရှိတော့ဘူး။ဖပီသိချင်သေးတာ။လုံပုံလုံကြီးညာကွာသေးတာသိချင်တယ်။လုံပုံလုံကြီးညာကွာသေးတာသိချင်တယ်။ဖပီသိချင်သေးတာ။ဝါးဝါးဝါး။ကိုယောက်ျားနဲ့သူယောက်ျားနဲ့ဘယ်ပစ္စည်းကပိုကြီးလဲဆိုတာသိချင်လို့ထားတာ။ ကျင်သေးတာ Oh my god ငါသိကျင်သေးတယ်လင်းငယ်ထားပါတယ်ဆိုမှ तू ထားတယ်လို့လေ तू ခံလို့ထားတာလीနေရကြားရမခံရလို့လားနားမခံရလို့လားလင်းငယ်မရင်ငယ်ထားတယ်လို့လीဘာကြောင့်လင်းငယ်မရင်ငယ်ထားတယ်လို့သွားမမိနဲ့အမှန်လျာနားခါတယ်ထားခြင်းလို့ကိုထားတာနော်အဲ့အဲ့တော့အမှန်ဆုံးပဲနော် ထားရှင်လို့ကိုထားတာဗျနော်ထားရှင်လို့ကိုထားတာအဲ့ဒါကတော့လုံးဝအမှန်ကန်ဆုံးစကားပဲပြောချင်တဲ့စကားကတော့တခုပေါ့နော်တစ်ဖက်ကပတ်သက်ထားတဲ့အမျိုးသားကိုအားနာလို့ရှော့ပြောလိုက်တာဝိတ္တကိုအားနာလို့ငါ့ကိုဒီမက်မန်းတဲ့လူကတော်ရုံလုံးမဖြစ်နိုင်ငါအကြောင်းခါခါနာနာသိထားတာငါလိုင်းပေါ်တက်အကယ်ဒမီရှော့ကြီးနော်ငါလေးငယ်နေတယ်ငါကြိုက်လို့ငါခံနိုင်လို့ ငါထားတာအာနေရောခံကျင်သေးလားငါခင်ငါ Oh my god oh my god နင်အောက်ထဲငါဝင်ကြည့်တယ်နော်ရုပ်မတွေ့ရအောင်စာတွေပဲတွေ့ရတယ်နင်နဲ့ငါလည်းဆိုရင်ငါ့ကိုပို့သေးတူအများတယ်နော်ဈေးထဲမှာဟိုラインပေါ်မှာဈေးရောက်မှတဈေးလည်းမဟုတ်ဘူးသုံးစည်းတော့တည်တယ်။နော်။ဇက်မြင့်ဆွဲစည်းရဲ့ ဝစီယာစီရဲ့ရွှေပေါက်ကန်စီရဲ့ငါ့ကိုသုံးစေးတောင်ပြရတော်ရုံတောင်တော်ရုံတောင်ရုံမိမမဟုတ်တောက်ချလိုက်မနော်ငါ့ကိုဘွေခွေးလာမခိုင်းနဲ့ဟုတ်နင်းအကောက်ထဲထိငါဖုန်းနံပါတ်ပို့ပေးလို့ရတယ်နော်သိလားဒါပေမဲ့နင်းဘသူဘွားလဲဆိုတော့ငါမသိဘူးတတိရှင်ရုပ်ပြလိုက်နင်းဖုန်းနံပါတ်ခြိုက်ငါဖုန်းဆက်ပြမယ်တတိရှင်ငါ့ကိုစိတ်မခွန်နဲ့မလောက်ရဲတာဘာမှမရှိရှင်းတယ်နော် ိုက်ခဲတဲ့ခြေပဲပြောချင်တဲ့စကားကအများကြီးမိုက်ခဲတဲ့ခြေပဲဟာတစ်ဖက်မိသားစုကိုအားနာလို့ထိမ့်လိုက်တာပါတိရှင်နေတယ်ရပြီရပြီကဲဒီတရားကတော့လင်ငင်နေတာဘာလို့လဲဆိုတော့ तू ကအင်ခွင်းထက်အဝဲခွင်းကကြီးတဲ့ဟာကို तू ကသိချင်တော့နော်အဓိကတော့အဲ့ဒါနော်ဆိုတော့နောက်တစ်ယောက်ဆက်ကြည့်အောင် ဒါကတော့ကာယကံရှင်ရဲ့ကွန်ပျူတာနဲ့ပြောပြခြင်းဖြစ်ပါတယ်နော်အဲလွန်ခဲ့တဲ့တင်ရက်လောက်တော့ကျမစီကိုဖုန်းတကောဝင်တယ်ဗောနော်ဖုန်းတကောဝင်တော့သူကဖုန်းဆက်ဆရာမရေးတယ်ကျွန်တော်ကျွန်တော်မိမကိုတဲ့ပြန်ပေါင်းမေးတဲ့အဲနဲ့အိုးကောင်းတာပဲရှင်မိမကပေါင်းအောင်မှာသူကဘာဆရာမလည်းမသိဘူးနော်ပေါင်းအောင်မှာပေါ့ဗောနော်ကောင်းတယ်ဗောအဲနဲ့ဒါပေမဲ့တဲ့ကျွန်တော်မပေါင်းခြင်းဟဲ့ဘာဖြစ်လို့မပေါင်းခြင်းတာလဲဗောနော်ကျွန်တော်မိမကတဲ့ကောင်လေးတစ်ယောက်နဲ့ ဟိုတယ်မှာတွားတွားပြီးချိန်တွေ့တယ်ဆိုတာပေါ့နော်ကျွန်တော် informer တွေပြုတ်ပြရတယ်ပေါ့ခဏခဏချိန်တွေ့တယ်ဆိုတာအဲ့နဲ့ကျွန်မလည်းစဉ်းစားလိုက်တယ်ဒီဟာကပေါ့ဒီလိုအကြောင်းအရာမျိုးဆိုတာအိမ်တော်တယ်မင်းမတယောက်ကဟိုလုံးလေလုံးထတိတ်မရှိဘူးပေါ့နော်အဲ့ဒါဆိုတော့ကျွန်မလည်းမေးလိုက်တာပေါ့မှားပါတယ်လို့နော်မှားပါတယ်လို့နော်ခုနတယောက်ပြောတတ်တာနဲ့တော့လုံးဝဆိုင်ကင်ဖက်ကြီးဖြစ်နေပါလေ ရှင်းပေါ့ရှင်းကားကောဘာအမားတွေလောက်ခဲ့မိလဲပေါ့နော်အဲ့ကြတော့အဲ့ယောက်ျားကပြောပြရတယ်ပေါ့နော်ကျွန်တော်ကပေါ့နော်ဒီပြက်သွားတဲ့ဌာနဆိုင်ရာတစ်ခုရဲ့အရာရှိအဲ့ဒီပေါ့နော်အဲဌာနဆိုင်ရာတစ်ခုရဲ့အရာရှိသူ့ရဲ့စီးပွားရေးတွေကလည်းပြန်ပါစီးပွားရေးကလည်းဆယ်ဘင်းကားတွေရောဘာတွေရောပေါ့နော်သူစီးပွားရေးတော်တော်ကောင်းတာပေါ့အဲ့ကောင်းတဲ့အချိန်မှာသူမငယ်ငယ်ထားမိတာပေါ့မငယ်ငယ်ထားမိတာကိုသူ့ရဲ့မရေကြီးကလုံးဝကိုတိတိဆိုင်ဆိုင်မိသွား မိသွားတော့အဲ့မြေကြီးကကျိန်ွားတာပေါ့ကျိန်ွားပြီးငါးပေါ့နော်နင်းနင်းငါးခံစားသလိုနင်းလဲခံစားစီရမင်းဆိုပြီးတော့ तू အဲ့လိုနောက်လင်ငယ်ထားမယ်ပေါ့အဲ့လိုမျိုးလုတ်ပြီးတော့သူတို့အိမ်မှာလာပြီးတော့ကြောင်းနေတယ်တက္ကသိုလ်ကြောင်းသားလေးကွန်ပျူတာတက္ကသိုလ်ကြောင်းသားလေးနဲ့ तू ဖြစ်သွားတာအဲ့မြေငယ်ကတော့တော်စားတာပေါ့နော်အဲ့လိုပြောပြတာ အဲ့ဒါမှာကျမကဘယ်လိုမျိုးဟွာဖြစ်တုံးဆိုကျမအဲ့ဒီမယင်ငယ်ထားလင်ငယ်ထားတဲ့ပေါ့နော်အဲ့ဒီလင်ငယ်ထားတဲ့အမျိုးသမီးကိုကျမကစိတ်မတူမိဘူးဟိုဟိုလိုမျိုး အထင်းလဲမသိမိဘူးဒီဒီလင်ငယ်မယင်ငယ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါခန္ဓာရှာတော့မတူကြဘူးပေါ့ဗျာနော်ကြောင်နေတရားတော့မတူကြဘူးချိုးကလည်းလင်အဲ့တော့မကောင်းလို့အလုံးမကောင်းလို့အကောင်းတဲ့လူကိုရှာတာနော်ချိုးကလည်း အာပစ္စည်းမကောင်းလို့ပစ္စည်းကောင်းတဲ့ပစ္စည်းရှာတဲ့အားမျိုးရှိရင်ရှိမှာပါဆိုတော့ရှုပ်ရောက်ကြတဲ့ကြတော့လဲအဲနောလို့ကျွေးလို့အဲ့လိုလောပြီးတော့ရှာကျွေးပါတယ်နောက်ဒါမဲ့လို့အဲ့လိုအာလင်ငယ်နေတာပဲနော်ဆိုတော့ရောက်ကြမကောင်းတိုင်းလဲလင်ငယ်နေတာမဟုတ်ပါဘူးနော်သူရဲ့ဗီဇာကိုကသူရဲ့ဝန္ဒနာကိုကအဲ့လိုပါနေတဲ့ဟာတွေကပုံများပါတယ်ရောက်ကြကိုကလစားရှိပြီးတော့လင်ငယ်နေတယ်ဆိုတော့အာရှိတော့ရှိပါလိမ့်မယ်ဒါမဲ့ရှားပါတယ်ဗျာနော်ဆိုတော့ ဓမ္မမိမပြောတဲ့စကားကတော့မှန်မယ်ထင်တယ်နော်။ဘာလို့ဆိုတော့ထားရှင်လို့ထားတာ။နော်ဒီစကားကတော့အမှန်ဆုံးပါပဲ။နောက်ဆုံးတရားပြောတဲ့ဟာကတော့ကလေးစားရှိတဲ့ပုံစံမျိုးကတော့ဒါကတော့လူတရားမှာတရားလောင်းအဲ့လိုကိုယ့်ရဲ့အရှိတ်သိခါကိုအကြခံပြီးတော့မှအဲ့လိုကလေးစားရှိတဲ့ပုံစံမျိုးကတော့အာမရှိသလောက်လို့ထင်ပါတယ်နော်။ကဲဒါလည်းကတော့ဒီလောက်ပါပဲ။ TV ဖိုင်လေးကတော့ဒီဟာလေးတွေကိုအတူခိုးလို့ရအောင်နော်။ တို့မြင်တိုက်တင်အလိုပုံစံမျိုးနဲ့လုပ်ပြတာတော့မဟုတ်ပါဘူးဗျာနော်ဒါတွေကဒါလေးကကောင်းတဲ့ဟာလေးတွေကိုယူပြီးတော့မကောင်းတဲ့ဟာလေးတွေကိုဖေပြီးတော့မှကိုယ်တွေ့ပါလေအကြံခဲ့မလဲဆိုတော့ဒီပညာလေးတစ်ခုနော်အသိဉာဏ်လေးတစ်ခုရအောင်အာဒီဗီဒီယိုဖိုင်လေးတွေကိုအားရရှင်းလုပ်ပြတာပါโอเค See you next video bye bye